မြို့ငယ်လေးတစ်ခုစာလောက်ထိတောင်ရှိတဲ့ကပ္အကြီးဆုံးအပျော်စီးတင်မောကြီး၅စင်းပြိတ္တများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာလောကထူးခြားစံပြအကြောင်းအရာများကိုပုံမှန်တင်ဆက်ပေးနေတဲ့နေပြည်တော် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။မိတ်ဆွေတို့အနေနဲ့ပျော်စီးတင်မောခီးစင်တွေကိုလိုက်ပါစီနင်းဘူးကြပါလား။လှိုင်းကလေးတွေကိုကြည်ရင်ပင်လယ်စင်ရော်လေးတွေကိုအစာကျွေးရင်အန္တဝါရေပြင်ထက်ကနေနေဝင်စည်းသားရဲ့အလှတရားတွေကိုကြည်ရင်ဒီလိုပျော်ရွှင်ခံစားမှုမျိုးကတင်မောစီးတဲ့ခီးစင်မှာပဲရရှိနိုင်ပါပါ။ ရေချောင်းတွာလာရေးဟာရှေးရခိုင်ခေတ်ကလေးကထွန်းကားခဲ့တဲ့တွာလာဆက်သွယ်ရေးလုပ်ငန်းတစ်ခုဖြစ်ခဲ့ပါတယ်။ဒီနေ့ခေတ်မှာတော့ခေတ်နဲ့စနစ်နဲ့အညီတီထွင်စမ်းသပ်မှုတွေအများကြီးပြုလုပ်လာကြပါတယ်။ဒီနေ့ဗီဒီယိုထဲမှာတော့ကမ္ဘာအကြီးဆုံးသင်္ဘောကြီးတွေအကြောင်းစီစဉ်တင်ဆက်ပေးလိုက်ရပါတယ်။ Icon of the Sea ကမ္ဘာအကြီးဆုံးဇိမ်ခံသင်္ဘောကြီးတွေထဲမှာတစ်စင်းပါဝင်ဖြစ်တဲ့ Icon of the Sea ဟာရေဘလူးကြီးတစ်ကောင်တွာလာလှုပ်ရှားသလိုမျိုးနဲ့တောင်တူပါတယ်။တန်ချိန်1500လေးချိန်ရှိပြီးသင်္ဘောသားတွေပါဝင်လူပေါင်း1000လောက်ထိစီးနင်းလိုက်ပါနိုင်ပါပါ။ ကုန်းဘက်အခု20ပါရှိပြီးရေကူးကန်ကလီကစားပွင့်မိသားစုပန်းဖြေရာနေရာတွေလည်းပါရှိပါတယ်။တင်မောစီးနေရာနဲ့တောင်မတူပဲရက်ကွက်ထဲမှာနေထိုင်ရလိုမျိုးခံစားရစေမှာပါ။ Wonder of the Sea Ryan Caribbean တင်မောလိုင်းရဲ့လက်အောက်ကအီယာမတင်မောကြီးတစ်စင်းဖြစ်ပါတယ်။တန်ချိန်3600လောက်ထိအလေးချိန်ရှိပြီးခီးတဲ့ဥယေ9000လောက်ထိလိုက်ပါစီးနေနိုင်ပါတယ်။အခန်းပေါင်း9000လောက်ထိပါရှိပြီးအခန်းတိုင်းကလည်းအတော်လေးကျယ်ဝန်းပါတယ်။သူကြားချက်ကတော့တင်မောအပြည့်လူတွေလိုက်ပါလာရင်တော့ လူများတယ်လို့မခံစားရစေအောင်အထက်တိုင်းမှာအားကစားလုပ်ဖို့နေရာတွေနဲ့အပန်းဖြေဖို့နေရာတွေစုံလျောင်းထားရှိထားပါတယ်။ရေပူကန်တွေရေကဲစကိတ်ကွင်းတွေတာမကကာစီနိုယုံတွေပါထည့်သွင်းထားပါတယ်။ပြားဆက်ယုံ၊စပါးနဲ့ဂျန်ယုံတွေနဲ့မျိုးငယ်လေးတစ်မျိုးအတွင်းလူနေထိုင်မှုပုံစံတွေအတိုင်းဟာခွဲမရှိအောင်ထည့်သွင်းတည်ဆောက်ထားပါတယ်။ Odyssey Odyssey Ryan Caribbean ရဲ့နောက်ထပ်အရာမှတင်မောကြီးဖြစ်ပါတယ်။မိသားစုတွေအတူလိုက်ပါစီနေရင်အပန်းဖြေဖို့အတော်လေးသင့်လျော်ပါတယ်။ လေးတွေထောင်ထဲချပြီးကစားနိုင်တဲ့နေရာတွေလည်းပါရှိပါတယ်။ပြဆက်ယုံတွေကလန်းနဲ့ဘားတွေစားတဲ့ဖျော်ဖြေစီစဉ်တွေအားလုံးကိုထည့်သွင်းထားပါတယ်။ Prison of the Sea 2009ခုနှစ်အစောပိုင်းကတည်းကစတင်ပြည့်စွဲခဲ့တဲ့ Ryan Caribbean ရဲ့အရာမအပျော်စီးတင်မောကြီးဖြစ်ပါတယ်။အလျားပေ1100ကျော်နဲ့အနံ183ပေရှိပါတယ်။လူပေါင်း9000ကျော်လောက်အသားလေးဝင်ဆန့်လိုက်ပါနိုင်ပြီးထူးခြားချက်ကတော့ကမ္ဘာထိပ်တန်းစားတောက်ဆိုင်ကြီးတွေလိုဈေးတန်းပမာတစ်စုတစ်တီတည်းတွေ့မြင်ရပါပါ။ စာကြည့်တိုင်းပြားဆက်ယုံတဲ့ဘားတွေလည်းအများကြီးပါဝင်ပါတယ်။ရေခဲပြင်စကိတ်ကွင်း၊ဗောလီဘောကွင်း၊ဘတ်စကတ်ဘောကွင်းတို့ပြင်တောင်တက်ချင်တဲ့သူတွေအတွက်လည်းတောင်အတူလေးစီစဉ်ပေးထားပါတယ်။အထက်တိုင်းမှာလည်းနိုင်ငံတချို့ကကမ္ဘာကျော်လမ်းတွေရဲ့ဒီဇိုင်းပုံစံအတိုင်းတူပဖန်တီးထားတာဖြစ်လို့အတော်လေးကိုပျော်စရာကောင်းတဲ့ခီးစဉ်ကိုဖျက်ဆီးရမှာပါ။ Marina of the Sea Ryan Caribbean နောက်ဆုံးအထုတ်ချပြလိုက်တဲ့အီယာမဇိန်ခံသင်္ဘောကြီးဖြစ်ပါတယ်။ရေကူးကန်အခု20ပါဝင်ပါတယ်။ လိုင်းတူကန်ထဲမှာရေလွာလျှောစီးတာမျိုးလည်းပြုလုပ်နိုင်ပါတယ်။စားတောက်ဆိုင်တွေနဲ့အဖျော်ယမကဆိုင်တွေလည်းအများကြီးပါရှိပါတယ်။နင်းနေညညဒုက္ခရိပ်မြုံလေးဖြစ်လိုက်ပါစီးနှင်းကြသူတွေကိုစိတ်ချမ်းသာမှုတွေအပြည့်ပေးစွမ်းစေနိုင်ပါပါ။အဆုံးထိကြည်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။